မင်္ဂလာပါရှင်ရွှေကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းအကတော့မြန်မာက EAEU အဖွဲ့ဝင်ဖြစ်ပါဝင်လိုတယ်လို့နာဆကဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့ဥရောပအာရှစီးပွားရေးသမဂ္ဂ EAEU ရဲ့မိသားစုအဖွဲ့ဝင်နိုင်ငံဖြစ်ပါဝင်ဖို့များစွာဆေးအားထက်သန်နေလို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မကြီးမေအောင်လိုင်ကဇွန်လ26ရက်ဒေသစံတော်ချိန်ညနေပိုင်းကဘယ်လာရုစ်နိုင်ငံမင်းစ်မြို့ပလတ်စပိုမှာကျင်းပပြုလုပ်တဲ့စတုတ္ထချိန်ဥရောပအာရှစီးပွားရေးဖိုရမ် EF 2025ရဲ့မျက်နှာစုံကြီးအစည်းအဝေးမှာတက်ရောက်အမှာစကားပြောကြရမှာထည့်တင်ပြောကြကြောင်းသိရပါတယ်။မြန်မာနိုင်ငံကိုဥရောပအာရှစီးပွားရေးတမကရဲ့လိလာသူနိုင်ငံအဖြစ်စောလင်စွာပါဝင်နိုင်ရေးအတွက်ထောက်ခံပေးဖို့အလေးအနက်မြစ်တာရက်ခံလုပ်ရတယ်လို့ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကပြောပါတယ်။ မိမိတို့နိုင်ငံနဲ့ဥရောပအာရှစီးပွားရေးသမဂ္ဂတို့အကြားတည်ရှိပြီးဖြစ်တဲ့ချစ်ကြည်ရင်းနှီးမှုနဲ့အပြန်အလှန်လေးစားမှုအပြန်အလှန်အကျိုးပြုတဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ဒန်းညူညီမျှမှုတို့အပေါ်အခြေခံပြီးတက်ကြွစွာဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကတိပြုပြောကြားလိုတယ်လို့လည်းဆိုပါရစေ။စတုတ္ထအချိန်ကျင်းပပြုလုပ်တဲ့ဥရောပအာရှစီးပွားရေးဖိုရမ်ကို ဥရောပအာရှပေါင်းစည်းမှုမဟာဗျူဟာအကောင့်ထည့်ဖို့မှုရလဒ်များနဲ့အလားအလာများကောင်းစင်နဲ့ကျင်းပပြုလုပ်တာဖြစ်ပြီးဥရောပအာရှစီးပွားရေးတမကအဖွဲ့ဝင်နိုင်ငံတွေကနိုင်ငံကောင်ဆောင်ကြီးတွေအစိမ့်မြင့်အရာရှိကြီးတွေနဲ့အစိုးရကိုယ်စားလှယ်တွေဥရောပအာရှစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုစိတ်ပါဝင်စားတဲ့မိဖက်နိုင်ငံတွေကနိုင်ငံကောင်ဆောင်ကြီးတွေနဲ့အစိုးရကိုယ်စားလှယ်တွေအကြီးစားအလက်စားနဲ့အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေနိုင်ငံတကာအဖွဲ့အစည်းတွေကကိုယ်စားလှယ်တွေတက်ရောက်ကြကြောင်းသိရှိရပါတယ်ရှင်။